အမြင့်ဖြစ်စေအနိုင်ဖြစ်စေခက်ခဲခြင်းဖြစ်ပါစေအောင်မြင်ခြင်းဖြစ်ပါစေမြေဝန်းလွင်ပြင်ဖြစ်နေပါစေတဲကန္တာရဖြစ်နေပါစေအဲ့ဒီထဲထဲမှာဘုရားကြံစီရှိတယ်။ဆိုလိုတဲ့အရာကသင်ကြိုက်တဲ့ပုံစံနဲ့သင်လိုချင်တဲ့အဖြစ်ကိုဘုရားပေးမှသင်အတွက်အကျိုးရှိတာမဟုတ်ဘူး။သင်မလိုချင်တဲ့ပုံစံနဲ့ဘုရားသခင်ကသင်ကိုတုံတင်ပေးပြီးတော့ခေါ်ဆောင်ပေးတဲ့အခါမှာလဲသင်အတွက်အကျိုးပါတယ်ဆိုတဲ့အရာကိုသဘောပေါက်မယ်။ဆိုလိုတဲ့အရာကထပ်ပြီးရှင်းပြမယ်။ ခက်ခဲခြင်းမရှိဘယ်တော့မှကိုချင်းစာစိတ်မရှိဘူးမလားဥမာတစ်ခုပြောပြမယ်အိမ်တော်ကိုချင်းခင်မုန်းတဲ့တယောက်ရဲ့ပစ်ထားခြင်းကိုမခံဘူးတဲ့သူကကိုချင်းစာစိတ်မရှိဘူးသူ့ကိုသွားပြောရင်နင့်အသုံးမကျလို့နင့်မတော်လို့နင့်ဉာဏ်ပညာမရှိလို့ဒီလိုပဲပြောမှာသို့တော့ ဲ့ဒီအိမ်တော်ရင်းနဲ့ပတ်သက်တဲ့ခံစားချက်ကိုပြင်းပြင်းထန်ထန်ရဘူးသွားရင်တော့အဲ့ဒီလွင်ပြင်ကိုဖျက်သွားပြီးရင်တော့အဲ့ဒီဂန္ဓာရကိုဖျက်သွားပြီးရင်တော့ကိုချင်းစာစိတ်ဆိုတာရှိလာတယ်။ဟုတ်လား။ဒါမှမဟုတ်ပညာရေးမှာအမြဲတမ်းအောက်ဆုံးဖြစ်နေတဲ့အခြေအနေမျိုးမကြုံဘူးယင်။ပညာရေးမှာအားနေတဲ့သူတွေကိုဘယ်လိုပြောမလဲမင်းတော့တုံးတာမင်းတော့ညံ့တာမင်းတော့ပြင်းတာဟဲ့ဒီလိုစကားလုံးတွေတုံးမှာမှန်လား အဲ့တော့ကျမတို့ရဲ့အတ္တတာထဲမှာဒီနေ့ဘုရားသခင်ကအနှိမ့်ဆုံးဆိုတဲ့အရာတွေကိုဖျက်သိမ်းခိုင်းတဲ့အခါမှာတတိယစေခြင်းနဲ့အဲ့ဒီအထဲထဲမှာကျမတို့အကျိုးပါတယ်အမြဲတမ်းအမြင့်မှာပဲရှိနေမာနကြီးလာအောင်မှန်လားအမြဲတမ်းစဉ်းစားကြည့်အမြဲတမ်းချောနေတယ် เนาะအမြဲတမ်းလဲเนาะနုပြိုနေတယ်အမြဲတမ်းလဲငွေကြေးတွေနဲ့ပြည့်စုံနေတယ်ပညာရေးကလည်းအမြင့်ဆုံးတခါမှလည်းအခက်အခဲမရှိတော့ဘူးဆိုအဲ့ဒီလူကသူ့ကိုယ်သူတော်ဖရားလို့ထင်သွားနိုင်စရာအကြောင်းရှိတယ်မှန်ပါသလားဒါပေမဲ့ကျမတို့ဒီလောကထဲမှာအသက်ရှင်တဲ့အခါမှာခရစ်ယာန်ဖြစ်ပြီးတော့ဘာလို့ဒုက္ခကြုံတာလဲခရစ်ယာန်ဖြစ်ပြီးတော့ဘာလို့အခက်အခဲတွေကြုံတာလဲအဲ့ဒီအထဲထဲမှာကျမတို့တို့ကြီးမားတဲ့အကျဉ်းစီရှိတယ်ဟာလေလုယာ ဒါကြောင့်မလို့ကျွန်တော်တို့ရဲ့အသက်တာထဲမှာဘုရားသခင်ပေးတွေ့တဲ့တောင်ဖြစ်ပါစေ၊ဂျိုက်ဝမ်းဖြစ်ပါစေ၊အနှင်းဖြစ်ပါစေ၊အမြင့်ဖြစ်ပါစေငါအချိုးအတွက်ဖြစ်တယ်။ကောင်းလိုက်တာငါရဲ့ဝိညာဉ်အတွက်။အာမင်။အတော့ကျွန်မစင်ကာပူကနေမြန်မာပြည်ကိုစပြီးတော့ပြန်လာအဖို့ရတဲ့ပြင်ဆင်တဲ့အခါမှာမှန်တိုင်းပြောရမယ်ဆိုရင်ကျွန်မအိမ်မှာခရီးစဉ်တွေတော်တော်များများလှည့်ပြီးတော့ဘုရားစပြီးတော့နော်ဟိုတွန်းတွန်းကြဲကြဲပေါ့လူအများအတွက်အသုံးပြုတဲ့အချိန်ကာလတစ်ခုဖြစ်လာပြီ။ဒါပေမဲ့ကျွန်မကမြန်မာပြည်ကိုပြန်လာပြီးတော့မှ စပြီးတော့ခြေလမ်းလှမ်းဖို့နဲ့ပြင်ဆင်တဲ့အခါမှာကျမမေးခွန်းထုတ်တယ်ကိုရောအရန်ခတ်တဲ့နေရာနော်မြန်မာပြည်ပြန်လာမှာလေအာရှမှာစင်ကာပူကအကောင်ဆုံးနိုင်ငံတစ်နိုင်ငံဖြစ်တဲ့အခါမှာ convenient ဖြစ်တဲ့အခြေအနေကနေပြီးတော့ဖျားသခင်မြန်မာပြည်ကိုခြေလမ်းလှမ်းခိုင်းတဲ့အခါမှာကျမမှာအာမခံချက်တစ်ခုခုရှိလို့မြန်မာပြည်ကိုပြန်ခဲ့တာမဟုတ်ကျမအမြဲတမ်းသက်သေခံတယ်ကျမငါးဖို့တောင်မှအိမ်ငါးဖို့တောင်မှပတ်စံမရှိခဲ့တဲ့အခြေအနေပါ ဒါပေမဲ့ကျမယုံကြည်ခြင်းခြေလမ်းလည်းပြန်လာခဲ့တာဖြစ်တယ်။ဖခင်ကပို့ရင်ဖခင်သခင်ရဲ့စကားကိုရရင်ဖခင်ကတောင်းဝင်ယူမယ်ဆိုတဲ့အရာတော့ကျမနှလုံးသားထဲမှာယုံတယ်။အာမင်။အဲ့တော့ကျမဘာလုပ်လဲဆိုယုံကြည်ခြင်းနဲ့ပြန်လာတယ်။ပြန်လာတဲ့အချိန်မှာကျမသမီးအငယ်လေးကိုကိုဝင်ရှိနေတာ။သားနှစ်ယောက်ကလည်းတစ်ယောက်ကအကြီးက9နှစ်ကျော်အငယ်က6နှစ်ဝန်းကျင်ပဲရှိသေးတယ်။ တို့တော့ကျွန်မယုံကြည်ခြင်းနဲ့ပြန်လာပြီးတော့မှဘုရားသခင်ရဲ့အလိုတော်ကိုဝန်ခံတယ်ခက်ခဲခြင်းနဲ့ဘလောက်များပါစေ Facebook ပေါ်မှာတက်တက်ပြီးတော့ငါ့ကိုဒီလိုဒီလိုကပြောသွားတာမလုပ်ဘူးငါ့ချင်းတွေကဒီလိုကိုရောရဲ့ခက်ခဲလိုက်တာအပေါ်မှာတက်ပြီးတော့အားလုံးတနာလာဖို့ရန်အတွက်စာချောင်းတွေစီပြီးကျွန်မမရေးဘူးတချို့တွေအရန်လောက်တက်တယ်လေဟုတ်လားအမ်မလုပ်ဘူးကြောက်နေတူတယ်တန်ရှင်းသူတွေကြီးပဲ ဲ့ကျွန်မအမြဲတမ်းပြင်ဆင်နေငါရဲ့အနေဆုံးအခြေအနေကိုရောက်လာပြီဆိုရင်ငါရဲ့တွေးခေါ်ထဲမှာရှိရမယ့်အရာကဘုရားငါ့အတွက်ကြီးမားတဲ့အကျင့်စီပြင်ဆင်ထားတယ်ဟာလေလုယာဆရာဆိုအနာမမရှိတဲ့အချိန်ခလေးနှစ်ယောက်နဲ့ကိုဝင်ကြီးတစ်လုံးနဲ့တချို့နေ့တွေမှာကျွန်မမှာရန်ကုန်မှာနေပြီးစားစရာမရှိတဲ့အချိန်ရှိရဘာဖြစ်လို့ဆိုကျွန်မကအရန်ခတ်ခဲလိုက်ရင်ဘယ်တော့မှကျွန်မလိုက်ဖွင့်ပြောပြတတ်တဲ့သူမဟုတ်ဘူးငါပြောသေးလေးတော့မှစားဖို့ပစံမရှိဘူးကျွန်မဘာလုပ်ခဲ့လဲဆိုကျွန်မမှတ်မိသေးတယ်လမ်းထိပ်မှာအဲ့တုန်းကမကြီးပင်ရှိတယ်မကြီးပင်တော့ဂရုံးဖြစ်သွားတယ် ိလာကတုံးဖြစ်သွားတာဈေးသွားလာခက်လို့လေအဲ့မကြီးရွက်တင်ဖတ်ပြီးဆိုတော့တခါတည်းတော့သွားခူးပြီးတော့မှစက်သွန်ဒီနဲ့တုတ်စားတာအဲ့တော့ဒီလိုပြောလို့ကျမဟာကြိုက်တယ်နဲ့တူတယ်လာကြွေးကြရမယ်နဲ့တူတယ်နော်အဲ့တော့ပြောချင်တဲ့အရာတစ်ခုကဘာလဲဆိုတော့အဲ့ဒီဂျိုင်ဝမ်ကိုကျမဖြတ်တန်းခဲ့တယ်အဲ့တော့လွန်ခဲ့တဲ့တနှစ်ကျော်လောက်ကဘုရားခင်ကျမကိုစကားပြောတယ်အခုဒီမှာမှုတော့ဆောင်နေရင်းနဲ့လှိုင်းသားရဘက်ကိုထိုးဖောက်ဖို့နဲ့ဘုရားခင်စကားပြောတဲ့အခါမှာခြေဆုတော်ပဲနော်လှိုင်းသားရက ဘာပဲပြောပြောကျမတို့တိတ်ပြီးတော့နော်အထင်မကြီးကြတဲ့အဲနော်နည်းမြေဖြစ်ဖြစ်လိမ့်မယ်ဒါပေမဲ့ဝိညာဉ်ပိုင်းဆံမှာဘုရားသခင်ဖွင့်ပြတဲ့အခါမှာ노ထောင်းမှုကိုလှိုင်းတရားကနေဘုရားသခင်ကြီးကြီးမားမားစမယ်ဆိုတဲ့အရာကိုဘုရားသခင်စကားပြောတယ်အခုလည်းအဲ့ဒီအတိုင်းပဲဖြစ်နေတာပဲတနေ့အတွင်းထဲမှာလူ1600ဘုရားသခင်နှုတ်ကပတ်တော်ကိုကြားပြီးတော့အခုအိမ်မှာနော်အပတ်တိုင်းမှာအပတ်တိုင်းတော့ဖြစ်အာမင်ဖြစ်လာတော့မယ်လတိုင်းမှာထိုနေရာမှာဘုရားကြုံကိုးကွယ်ခွင့်ရတယ်မကြောက်ခင်ကျမတို့အိမ်မှာနော်တကယ့်ကို မြေနေရနဲ့ကိုးကွယ်ခွင့်ဘုရားခင်ပေးမယ်ဆိုတာလဲကျွန်မယုံကြည်တယ်ဟာလေလုယာအာမင်အဲ့တော့အခုဘုရားခင်ခိုင်းတဲ့အတိုင်းကျွန်မကအဲ့ဒီလိုင်တာယာနဲ့ဆိုင်တဲ့နော်နေနေမိတ်ထဲမှာဘုရားကိုချစ်တဲ့ဇနီးမောင်နှံနေနဲ့ကျွန်မအမှုတော်ဆောင်တဲ့အခါမှာအခုဘာဖြစ်လဲဆိုတော့ချစ်မိုင်လောက်တနာတာပေါ့ချစ်မိုင်ချင်းနေဆိုးလာဆိုဆိုးတယ်နော်တကယ်ဆိုးတာပါဒါပေမဲ့တနာတယ်ဘာဖြစ်လို့ဆိုတော့လိုင်တာယာဆိုတဲ့ မီးနဲ့ကျမဖြတ်လိုက်တာဟုတ်နော်အဲ့တော့ဖြတ်လိုက်တဲ့အခါမှာတော်ုံတော်ုံဆိုဘုရားကခဏရင်ချင်းပေးမယ်ဆိုတဲ့အရာကိုကျမယုံကြည်တယ်ဘလောက်ပဲနော်ကျမတို့အတွက်အစ်စ်ဖြစ်နေပါစေဘုရားသခင်ကလည်းတစ်ဖက်မှာကျမတို့ကိုစကားပြောတယ်ငါကအစ်စ်ကိုပေးခြင်းတဲ့အတွက်ကြောင့်မလို့သင်မရောက်ဘူးတဲ့နေရာသင်မကြုံဘူးတဲ့အရာကိုငါကပြန်ပေးတာဖြစ်တယ်လို့ဘုရားသခင်ကစကားပြောတယ်ဟာလေလုယဘုရားသခင်နာမဘုံကြွေမင်္ဂလာရှိပါစေကဲဒါကြောင့်မလို့ကျမတို့နားလည်ရမယ့်အရာတစ်ခုက ဖယားခင်ကျမတို့အတွက်ကြံစီတဲ့အရာတွေအားလုံးကောင်းတယ်ဆိုတဲ့အရာကိုကျမတို့သိရမယ်အဲ့ဒီအရာကိုစင်ကြင်ဖို့လဲလို့တယ်ဘာကြောင့်လဲစင်ကြင်ခြင်းမရှိရင်အထဲထဲမှာ passion မရှိတော့ပြန်ပြောမယ်ကျမတို့အထဲထဲမှာဖယားခင်ကကျမတို့အတွက်အကောင်းဆုံးပြင်ဆင်ထားတယ်ဆိုတဲ့အရာတွေကိုကျမတို့ဘာလို့မလဲသိယုံနဲ့မလုံလောက်ဘူးစင်ကြင်ရမယ်အောင်းမေ့ရမယ်တွေးခေါ်ရမယ် ဒါမှသာလေကျွန်တော်တို့ရဲ့အတ္တတဲမှာအနေအမြတ်တက်ကြတယ်လာပြီးဆိုရင်ဖရာသခင်ဂတိတော်ရှိတယ်ငါအတွက်အကျိုးကိုပြင်ဆင်နေဆိုတဲ့အရာကိုကျွန်တော်တို့ကသိပြီးတော့အမြဲတမ်းဖရာနောက်ကိုစိတ်အားတက်ကြွခြင်းနဲ့တောက်လောင်ခြင်းနဲ့အရှိဟုန်နဲ့လိုက်နိုင်မှာဖြစ်တယ်တချို့ချို့သောသူတွေဖရာနောက်ကိုလိုက်ရင်လည်းဘာကြောင့်အရှိဟုန်နဲ့ရက်သွားကြတယ်လဲဖရာသခင်ကျွန်တော်တို့အတွက်အကျိုးပြင်ဆင်ထားတယ်ဆိုတဲ့အရာကိုသိယုံနဲ့မလုံလောက်ဘူးစင်ကြအောင်မေးဖို့ရန်အတွက်ဖြစ်ပါတယ်ဒါမှသာလေကျွန်တော်တို့တစ်စင်ပြီးတစ်စင်ကျွန်တော်တို့တိုးတက်နိုင်မှာဖြစ်တယ်